အော်လန်ကနေသွားမယ်ဒါမှမဟုတ်ကျွန်တော်တို့ជីကာကားတွေဒီနေ့ကျွန်တော်တို့သွားပြီးတော့စစ်ဆေးတာရှိတယ်အဲជីជីជីကာကားတွေပေါ့နော်အဲជីကာကားတွေနဲ့ကျွန်တော်တို့ကသွားမယ်ជីကာကားတွေနဲ့သွားမယ်ဆိုတော့ကျွန်တော်ကမြေပြင်ရဲ့အခြေအနေကိုသိကျင်လို့မုံရွာနဲ့မုံရွာနဲ့မန္တလေးမုံရွာနဲ့မန္တလေးလမ်းပိုင်းမှာနှာပေါက်ဂိတ်ကြီးပေါ့ဗျာနောက်ဆုံးအခြေအနေကြီးကိုကျွန်တော်တို့အဲ့ဒီမုံရွာကနေပြီးတော့မှအခုနော်ဒီအနောက်မြောက်တိုင်းစစ်တပ်နန်းချုပ်ကနေမန္တလေးအထိကိုကျွန်တော်တို့ជីကာကားတွေနဲ့သွားမယ် နော်ခြေကားကားနဲ့သွားမယ်တပုံဘယ်နေရာမှာရှိလဲဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့နော်ယူပြီးတော့ကျွန်တော်တို့သွားမယ် PDF တွေစောင့်ရင်လည်းစောင့်နေအဲမင်းတို့ငါတို့မြင်တော့ဟိုက PDF မန်းတော့ငါတို့သိမှာပါဘာလို့လဲမင်းတို့ကမင်းတို့ကဟိုကပေါ့နော်ဂျိုလည်းပေါ့ရင်ပေါ့နေမြအမီလည်းပေါ့ရင်ပေါ့နေမယ်ပေါ့နော်အဲ့တော့ကျွန်တော်ငါတို့အလွယ်တကူမင်းတို့သိနိုင်မှာပါနော်အဲ့တော့ကျွန်တော်တို့မုံရွာကနေမန္တလေးကိုခြေကားကားနဲ့သွားမှာသွားမှာသွားကြည့်မယ်ဒီဖောက်ကွဲပစ္စည်းတွေဆိုတာရန်နေနော်အဲအဲ့ဒါကြီးနဲ့ပြုတ်လို့တာဖြစ်တဲ့အတွက်ကြောင့်ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ စူးစီးပြီးတော့သူတို့ပြစ်လို့တာပြစ်လို့တဲ့ခါမှာចောင်းသားចောင်းသူတွေကလေးငယ်တွေလာကြတယ်ကလေးငယ်တွေလာတဲ့ခါမှာကလေးငယ်တွေကလည်းစူးစမ်းကြမှာပဲအဲ့တော့စူးစမ်းရင်းနဲ့ဒီရန်တွေနဲ့ထပြီးတော့ပောက်ကွဲမှုဖြစ်တယ်လို့သိရတယ်သိရတော့တေချာတော့ဟိုတရေနှစ်ခုဖြစ်သွားပါဘောနော်ဒီနောက်ခါတိုင်းမှာဒီဘက်ရုပ်ထင်းကွင်းနဲ့ပတ်သက်ပြီးတော့အဲဒီကြောင့်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့သတင်းကလည်းတော့ confirm ဖြစ်တယ်တည်ကြတယ်ကျွန်တော်တို့ညနာတွေနဲ့တော့ကျွန်တော်တို့ဒါချပြပြီးတော့ပြောနေတာကျွန်တော်တို့လည်းသတင်းတွေကျွန်တော်တို့မပြောဘူးအဲ့တော့အဲ့ဒီတတိယခုကလည်းတည်ကြတယ်နောက်တစ်ခုကသူတို့တင်ထားတဲ့ video file ကဒီပောက်ကွဲတဲ့ပစ္စည်းတွေအကြောင်းမှာရှိတယ်ဆိုတာကို ဆိုတော့ဒီအချက်နှစ်ချက်အရာတိကျတာကတော့ဒီကလေးတွေတည်ရပဲဟိုတည်ဖို့လို့ပြောကြတာလေဒီတည်ရတယ်ဒီတည်ရတယ်ဒီတည်ရတယ်အဲ့ဒီဘုံမှာအဲ့တော့အလုပ်လုပ်ဒီကလေးတွေရရတိစမှာလုပ်ဆိုတော့ဒါအခုကြည့်နေသူတွေအကုန်လုံးဒီမှာကြည့်နေသူတွေအကုန်တစ်ထောင်ကျော်လောက်ရှိရဲ့တော့ငါတို့ငါတို့ငါတို့မနေ့ကကြာရင်ကုန်းလမ်းနေပြန်မယ်ဒီငါတို့ပြောတဲ့တိုင်းလမ်းကြောင်းပြန်မယ်ငါတို့တွေ့မျိုးလုံးဝမကြားဘူးငါတို့တွေ့တွေ့လုံးဝမကြားဘူး ဟုတ်ပါပဲမင်းတို့လည်းရောက်ကြတယ်လည်းရောက်ကြပါနော်အညာနဲ့တော့ငါတို့တော့မကြဘူးမင်းတို့ငါတို့တွေ့တော့မကြဘူးလိုက်ထဲမှာအကောင့်လုံးနဲ့ဆဲနေမယ်ဆိုတာလာခဲ့လိုက်ပါလို့ဟုတ်တယ်ဟုတ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မုံရွာကနေမန္တလေးကိုကြီးကားကားနဲ့လာမှလို့အာကြီးဘက်ကအတိပေးလာတဲ့ရုပ်တံနဲ့အတူ ဂန်ကုန်မြို့မှာစစ်ကောင်စီစစ်ကြောင်းကကလေးငယ်တွေအပါအဝင်အရက်သားဆက်တဲ့ဦးကိုတပ်ဖြတ်ခဲ့တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ဒီကနေ့နနက်နာယီခန့်ကဂန်ကုန်မြို့တောင်ပိုင်းလယ်မကြီးရွာကိုခလာရ90နဲ့အမြောက်တပ်ကအင်အားတရာခန့်ရှိစစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ဒေတာတဲ့သတင်းတွေထံကသိရပါဗါးခလာယာ90နဲ့အမြောက်တက်ကစက္ခရီပေါင်းပြီးအင်အားတရားခန့်နဲ့လဲမရွာမြောက်ပိုင်းကိုဝင်လာတာအဲ့လိုဝင်လာပြီးနနက်အစောပိုင်းနှစ်နာရီလောက်မှာရွာထဲတနတ်တန်တွေကြားရတယ်လို့ဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းဟာလဲမကြီးရွာထဲကိုဝင်ရောက်ကဖမ်းဆီးပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်၄ဦးအပါဝင်အရက်သားပြည်သူ၁၁ဦးတေဆုံးခဲ့ပြီး23ဦးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ် အခုလိုကန်းကောနယ်တောင်ပိုင်းလက်မရွာမှာအရက်သားပြည်သူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့တစုံတရာထုတ်ပြန်ပြောဆိုထားတာမရှိဘူးလို့သိရပါတယ်။ PDF တွေရှိပါတယ်ဆိုတဲ့နေရာတွေကိုတွားတာတော့ကျွန်တော်တို့ PDF တွေကိုမတွေ့ရတော့ PDF တွေကဘယ်ကိုရောက်နေပြီလဲမသိဘူး။ နော်ဘယ်ကိုရောက်နေပြီလဲမသိဘူးကျွန်တော်တို့ဆိုဒီနေ့လမ်းဆောင်မှာဗာလမ်းဆောင်နေကိုတို့ဆိုကျွန်တော်တို့ကြောက်လို့မလာရဘူးကျွန်တော်တို့ PDF တွေကြောက်လို့မလာရတာဖြစ်မယ်တဲ့ကိုတို့ကျွဲရဲလမ်းဆောင်ကျွဲရဲလမ်းဆောင်ပေါ့နော်ကျွဲရဲလမ်းဆောင်လို့ဗာလို့ကျွန်တော်တို့ PDF တွေလိုက်ရှာနေ PDF တွေမတွေ့ဘူးကျွန်တော်တို့အပြန်ကြရင်တော့ကျွန်တော်တို့ကမုံရွာရဲ့အခြေအနေကိုမုံရွာနဲ့မန္တလေးလမ်းပေါ့နော်မန္တလေးလမ်းရဲ့အခြေအနေကိုသိကျင်လို့ကျွန်တော်တို့အောက်ကနေသွားမယ်နော်အောက်ကကားလမ်းနဲ့သွားမယ်လိန်နဲ့မဟုတ်တော့ဘူးဒါပေမဲ့တခု နော်တခုကပေါလန်းနေသွားမယ်ဒါမှမဟုတ်ကျွန်တော်တို့ជីကားကားဒီနေ့ကျွန်တော်တို့သွားပြီးတော့စစ်ဆေးတာရှိတယ်အဲជីជីជីကားကားတွေပေါ့နော်အဲជីကားကားတွေနဲ့ကျွန်တော်တို့ကသွားမယ်ជីကားကားတွေသွားမယ်ဆိုတော့ကျွန်တော်အမြင်ရဲ့အခြေအနေကိုသိကြလို့မုံရွာနဲ့မုံရွာနဲ့မန္တလေးမုံရွာနဲ့မန္တလေးလမ်းပိုင်းမှာနှာပေါက်ဂိတ်ကြီးပေါ့ဗျာနောက်ဆုံးအခြေအနေကြီးကိုကျွန်တော်တို့အဲ့ဒီမုံရွာကနေပြီးတော့မှအခုနော်ဒီအနောက်မြောက်တိုင်းစရနန်းကျောက်ကနေမန္တလေးအထိကိုကျွန်တော်တို့ជីကားကားနေသွားမယ် နော်ခြေကားကိုင်းနဲ့သွားမယ်တပုံဘယ်နေရာမှာရှိတယ်ဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့နော်ယူပြီးတော့ကျွန်တော်တို့သွားမယ် PDF တွေစောင့်ရင်လည်းစောင့်နေမင်းတို့ငါတို့မြင်တော့ဟို PDF မန်းတော့ငါတို့သိမှာပါဘာလို့လဲမင်းတို့ကမင်းတို့ကဟိုပေါ့နော်ဂျိုးလည်းပေါ့ရင်ပေါ့နော်အမီလည်းပေါ့ရင်ပေါ့နေမယ်ပေါ့နော်အဲ့တော့ငါတို့အလွယ်တကူမင်းတို့သိနိုင်မှာပါတော့အဲ့တော့ကျွန်တော်တို့မိုးရွာကနေမန္တလေးကိုတချီကားကနဲ့သွားပါပါပါတော့ကြည့်မယ်တို့ဘုံခွဲရင်တော့ခွဲပေါ့ဗျာမတက်နိုင်ဘူးကတော့အဲတော့ကြာလေတည်လေတည်ပေါ့မမဟုတ်လားနိုင်ငံနဲ့နိုင်ငံနဲ့လူမျိုးတွေလောက်တာဒါပေမဲ့ဘုံရွာမျိုးပေါ်မှာတော့ နောက်တော့တိုင်းစစ်တပ်နဲ့ညိုတိုင်းမူကြီးနဲ့အဲအစိုးရပေါ့နော်ဒီဟိုစကိုင်းစကိုင်းတိုင်းဝင်ကြီးချုပ်ပေါ့နော်အဘဦးမြတ်ကျော်ပေါ့နော်ဦးမြတ်ကျော်တို့ရဲ့အဲရင်ဝင်ရေးအခုလုံးကတာအေဂျင့်နဲ့မုံရွာကနေပြန်တော့မပြန်ချင်ဘူးမုံရွာကဌာနဆိုင်ရာတွေအားလုံးကပြည်သူလူထုတွေအားလုံးကနှွေးထွေးတယ်ကျွန်တော်တို့ဒီမုံရွာမှာရှိတဲ့မင်္ဂလာကံဆိုတာရှိတယ်เนาะကျွန်တော်တို့ကစုံလာပြင်းနေရကျွန်တော်ဟိုနေ့ကပြောခဲ့တယ် ဟိုရွှေလေးရုံဆရာတော်ဖရာကြီးကမိတ်နာပါတော့ဒီတော့အနောက်မြောက်တိုင်းစစ်တပ်နန်းကျုပ်ထဲမှာရှိတဲ့ညောင်မင်းက82ပြီလုံးပဲ82ပြီရှိတယ်။နော်82ပြီရှိတယ်။အဲ့ဒီရဲ့ညောင်မင်းကြီးကမာဘောဒီမြန်ညောင်မင်းကြီးကသူကဖျားပွင့်ထားတဲ့ညောင်မင်းနဲ့ညီနောင်လို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ကတက်မတော်အတွင်းထဲမှာရှိတော့လူသူရောက်ပေါက်နေပါတော့ကြတော့သူကသူဒီဘောဒီညောင်မင်းကြီးကဖျားမပွင့်မဲနဲ့ဘောတော့သူ့ရဲ့ညီနောင်ကဖျားပွင့်သွားတာဆိုတော့ အဲ့ဒီလင်းကိုရွှေလင်းကိုဆရာတော်ဘုရားကြီးကမိန့်ထားတာရှိတယ်နော်အဲ့တော့အဲ့ဒီနေရာနေပြီးကျွန်တော်မင်္ဂလာကန်းဆိုပြီးတော့မင်္ဂလာကန်းဆိုတာအခုနောက်ရောက်တိုင်းဆရာနေတဲ့တိုင်းဘုကျုံညုံမင်းတွေးပေါ့နော်ဘုကျုံညုံမင်းတွေးရောက်မှအိုက်ကန်ပေါင်းပေါင်းမီလာကြီးဆင်ပေးထားတယ်အဲကွန်ကရစ်လမ်းလေးတွေခင်းပေးထားတယ်အောက်မှာတော့ဂျာပန်နေနဲ့အလင်မာမှဟိုကျွန်တော်တို့ရှင်ဦးဟိုဟာလားရှင်ဦးပါကုတ္တရှင်ဦးပါကုတ္တဟိုဟာဖရားပေါ့နော်ဟိုဟာရှင်ဥပကုတ်တဟိုဟာနဲ့ကျွန်တော်တို့အဲ့မှာလှုပ်ထားတယ်အဲ့မှာတော်တော်လေးလက်တာရတဲ့အေဂျင့်နဲ့ပေါ့နော်အေဂျင့်နဲ့အဲ့မှာမီးတွေမှလည်းတစ်ပင်လည်းလာနေတာလည်းတိုင်းမူရလည်းအဲတော်တော်ကို ဒီစကိုင်းတိုင်းအတွက်ပေါ့နော်ဒီတော်တော်အလုပ်လုပ်ထားပုံပေါ်တယ်အဲ့တော့ကျွန်တော်ခဏနားမယ်ဒီမှာကျွန်တော်ညီမလေးဒဇင်ဦးပေါ့နော်ဒဇင်ဦးကဒီနေ့သူ့ရဲ့စီရေးအခြေအနေကိုကျွန်တော်တို့နေမောင်နှမတွေကအဝေးရောက်ရှိနေရဖြစ်တဲ့အတွက်ကျွန်တော် YouTube live ကနေပြီးတော့မှကျွန်တော်ညီမလေးကဒီအေဂျင့်စောနေတာနေတဲ့ပြည်သူလူထုတွေတက်မလို့ကာဝေးဦးစီးချုပ်အပါအဝင်နိုင်ငံတော်အကြီးအကဲတွေနောက်ဆက်ကအစိုးရဝင်တဲ့ရဲ့လုံးပြီးတက်မလို့နဲ့တက်မလို့သားမိသားစုတွေကိုတည်စီခြင်းနဲ့စိတ်နဲ့ညီမလေးကဝင်ရောက်ပြီးတော့မှ live လွှင့်မှာဖြစ်ပါတယ်။မိုင်လား။ဟုတ်ကဲ့ ုဆုံးဖုန်းအကောင့်ကနေပြီးတော့ဒါအကူညီတောင်းပြီးတော့တကယ်တရင်ကြောင်းလေးတစ်ခုကိုပြန်ပြီးတော့မျှဝေချင်တာလေးရှိလို့ပါအဲဆိုတော့ဟောနော်ဒီဒီကနေ့နာမည်ကြီးဟော့ဖြစ်နေတဲ့တရင်တစ်ခုပေါ့အဲ့ဒါတော့ဘာလဲဆိုတော့ဒီဘဲရင်မျိုးနဲ့အိုထိန်ခွင်းကြီးရွာစတင်ရောက်တက်ဘော်ကနေပြီးတော့လင်းရင်နဲ့ဒါပုံကျတဲ့အတွက်ကြောင့်မလို့ចောင်းသားចောင်းသူ90ဝင်းကျင်တိစုံထိခိုက်တယ်ဆိုပြီးတော့ဒီအကြံဖက်အပေးမီဒီယာခေတ်တက်ကောင်နေပြီးတော့ကဲတွေ့ရဟောရဖြစ်ချင်တာတွေ့ရစဖြစ်စင်နေပတ်သက်ပြီးတော့တတိယဆုံးဆုံးနေတယ်ဒီနေ့ဆိုလို့ရှိရင်ဒီနိုင်ငံတိုင်းပိုင်းနဲ့ဒီကံမဆိုလို့ရှိရင်ဘိုးလင်းကြီးကလေးရမှာကျွန်တော်တို့ကံမပါပါလေးအောင်မြင်မှုတွေရရှိတဲ့အတိုင်းနေရှိရင် ီးတော့ဒီကျွန်တော်တို့တခြားပေါ့နော်ဒီနောက်ဆက်တဲ့ဘာချာတော့ဖြစ်စဉ်နေဖြစ်စဉ်နေအသေးစိတ်တော့ပြောမပြတော့ပေါ့နော်အဲ့လိုဖြစ်စဉ်နေအများကြီးရှိတယ်အဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ဘာလို့မှတုံးအောင်ပေါင်းပြီးတော့ဒီကလေးတတိယချိတ်ဆက်ပြီးတော့တောင်ရှိရပုံကိုယ်တွေကိုတင်ပြခဲ့တယ်အချိန်နှီးမှန်တွေကိုတင်ပြရတယ်အဲတတင်းကောင်းတွေရောပြီးတော့ဒီတတင်းတွေတော်များချိတ်ဆက်ပြီးတော့လုတ်ခဲ့ရပေါ့အဲ့လုတ်ခဲ့လုတ်နေတဲ့အချိန်မှာတေချာပေါက်ကတော့ဒီကနေ့ဒီဘင်းရင်ရွာဘက်ကိုအဲဒီဘင်းရင်နေဘက်ကိုလေးလေးချောင်းကနေပြီးတော့ဟိုတိုက်ခိုက်ခြင်းအကြမ်းဖက်နေနေခြင်းရှင်းနေခြင်းလုံးဝမရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့တခြားသိခဲ့တယ် အဲ့တော့ဘာဖြစ်တာလဲဘာကြောင့်ဒီကလေးတွေတီးကြတာလဲပေါ့နော်ကျွန်တော်အမစဉ်းစားကြရတယ်အများကြီးရှိတာအများကြီးရှိတာအဲ့ခါမှာဟိုတေချာဒီဘင်းရင်နေဘက်ကလူတွေကိုမိမြဆုံချမ်းကြည့်ခဲ့အခါမှာတော့အဲ့ဒီဘက်မှာအဲ့ဒီစာတင်ညောင်းပေါ့နော်အိုထင်းကွင်းရာစာတင်ညောင်းကိုသူကကလေးတွေကိုចောင်းသားចောင်းသူတွေကိုသူကဖြူစိမ့်ဝှဆောင်နေနဲ့ခေါ်ထားတယ်။ဘာလို့ခေါ်ထားရလဲဆိုရင်စာနာပြခိုင်းမလို့ဒီနေ့ပြတပူရဲ့လက်မီတောင်းရှိတယ်ခက်တဲ့မီဒီယာကိုတီးမယ်တီးပြီးတော့အဲ့မှာသူတို့ကပတ်ဆက်ကောင်းမယ်အခက်တဲ့မီဒီယာလည်းသူတို့ပတ်စံပေးပြီးတော့အဲ့ပုံတွေရိုက်ခိုင်းရိုက်ခိုင်းမယ်အဲ့တော့အဲ့လိုမျိုးရိုက်ခိုင်းတာသူတို့ကအပေးယူတွေတို့ရတဲ့သူငကိုကလေးကမှရှိပြီးသား အဲ့အခြေအနေမျိုးကြီးမှာကလေးတွေကိုခေါ်လိုက်တယ်ဦးထင်းကွင်းရွာစာတင်ကောင်းဘက်ကိုခေါ်လိုက်တယ်ဆန္ဒပြအခိုင်မလို့ဓာတ်ပုံတရားခိုင်မလို့ခေါ်လိုက်တယ်ခေါ်လိုက်တော့ကလေးဆိုတာတွေကတည့်ရတိုင်းမယ်လေလူငယ်တွေဆိုတာကတော့စူဇန်နဲ့စူဇန်နဲ့အစိတ်ရှိကြတယ်အဲ့တော့စူဇန်နဲ့ဘာလုပ်လဲဆိုတော့ဒီမှာအဲ့ဒီဦးထင်းကွင်းရွာမှာအရင်တော့သူတို့ကိုယ်တိုင်ပဲဒီဦးထင်းကွင်းရွာစာတင်ကောင်းထဲမှာပြီးတော့တင်ထားပို့ခဲ့တဲ့ဖိုင်တွေရှိတယ်။အဲဒီဖိုင်တွေကကျွန်တော်နည်းဒီတက်ကံကြီးလေးလာပြတယ်။ အဲ့ဒီ ఓటి ကွေးရစတင်ကြောင်းအားတဲ့အဲပြီးတော့ခွင်းတော့ကြာပြီအကြောင်းခွင်းတော့ကြာပြီအဲ့ဒီအကြောင်းထဲမှာဘာတွေရှိလဲဆိုရင်ရန်နေရှိရဲ့ drone ဒါတွေကိုပြုတ်လုံနေရနေ့စဉ်နဲ့အများပြုတ်လုံနေဒီမှာ video file လေးတစ်ခုအရင်ပြလိုက်မယ်ပို့ပြီးရှင်းတော့အောင်ဖီလ်ဝင်နေတူရယ်မှန်ပါဒါသူတို့ကိုယ်တိုင်အဲ့ဒီစာတင်ချောင်းထဲမှာ drone တွေဘုံးတီးတွေပြုတ်လုံနေရပြီးတော့ find ဖြစ်ပါတယ်နော်အမစာတင်ချောင်းထဲမှာသူတို့ကိုယ်တိုင်မလုပ် တေချာတော့ဒီဖောက်ခွဲပစ္စည်းတွေဆိုတာရန်နေနော်အဲအဲ့ဒါကြီးနဲ့ပြုတ်လို့တာဖြစ်တဲ့အတွက်ကြောင့်မလို့ပောက်ကွဲစေနိုင်တဲ့ပစ္စည်းတွေစုစည်းပြီးတော့သူတို့ပြုတ်လို့တာပြုတ်လို့တဲ့အခါမှာကြောင်းကြောင်းတို့ဒီခလေးငယ်တွေလာကြတယ်ခလေးငယ်တွေလာတဲ့အခါမှာခလေးငယ်တွေကလည်းစူးစမ်းကြမှာပဲအဲ့တော့စူးစမ်းရင်းနဲ့အဲဒီရန်နေနဲ့ထပြီးတော့ပောက်ကွဲမှုဖြစ်တယ်လို့သိရတယ်။သိရတော့တေချာကတော့ဟိုတရေနှစ်ခုဖြစ်သွားပါတော့။ဒီနောက်ဘက်ဟာတိုင်းကမှာဒီဘက်ရင်အိုထင်းကွင်းနဲ့ပတ်သက်ပြီးတော့အဲဒီချောင်းတိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့တင်ရလဲတော့ကွန်ဖာမ်ဖြစ်တယ်တေချာ။ကျွန်တော်တို့မျက်နာတွေနဲ့တော့ကျွန်တော်တို့ဒါချပြပြီးတော့ပြောနေတာကျွန်တော်တို့တဲ့တဲ့တွေကျွန်တော်တို့မပြောဘူး။အဲ့တော့အဲ့တဲ့တဲ့ခုကလည်းတေချာ။နောက်တစ်ခုကသူတို့တင်ထားတဲ့ဗီဒီယိုဖိုင်က ဒီပေါက်ရတဲ့ပစ္စည်းတွေအကြောင်းပါရှိတယ်ဆိုတာသူတို့ဒီအချက်နှစ်ချက်အရာတိကျတာကတော့ဒီကလေးတွေတည်ရပဲဟိုတည်သွားတယ်လို့တော့ပြောကြတာပေါ့နော်ဒါသူတို့တင်တဲ့သတင်းတွေကတော့ကလေးတွေတည်ရလို့ပဲပြောတယ်တည်ရတယ်အဲ့ဒီဆုံးမှုကကျွန်တော်တို့ဒီတက်မလို့ ਨੇ ဘာမှရရတာတိဆုံးတာလုံးဝမဟုတ်ဘူးဆိုတော့ဒါအခုကြည့်နေတော့ဒီအကုန်ဒီမှာကြည့်နေတွေအကုန်တစ်ထောင်ကျော်လောက်ရှိတယ် နေပြီးတော့ပြောကြခြင်းနေဆိုတော့တိုင်းလူတိုင်းမားတွေကတော့အများအားလို့လို့အဲ့ဒီမီဒီယာကြီးတော့တောက်လျှောက်တော့တင်ပြရတော့ရှိတာပေါ့အဲဒီမှာလည်းပြည်သူလူအနေနဲ့တခြားချင်းတွေမျိုးကြီးကြီးရှိကြပါလေပြီပိယက်ကာလာကြီးလေနော်နွေရာတိចောင်းပိယက်ကာလာကြီးနွေရာတိចောင်းပိယက်ကာလာကြီးမှာအဖြူဆိုင်နေဝတ်ပြီးခလေးတွေတည်ရဲဆိုတာခင်ဗျားတို့ဖြစ်နေတာအခုကကိုပဲစဉ်းစားကြည့်ကိုကကိုပဲစဉ်းစားကြည့်ကျွန်မပြောတာမယုံဘူးဆိုရင်ဆိုင်နေဝတ်ထားတယ်ဆိုတာကယုတ်တိရှိလားနောက်တစ်ခုကဟုတ်ပြီအဖြူဆိုင်နေဝတ်ပြီးတော့ဟိုတို့စာတင်ကြရတယ်ပဲထားအောင်အဲ့ဒီဒီဘဲရင်းမျိုးတွေမှာကျွန်တော်တို့အစိုးရရဲ့ပညာရေးရန်နေရာမရှိတော့ဘူး ဲ့ဒီမှာအစာတင်ချောင်းနေပညာရေးကဏ္ဍတွေရရက်တန်နေကြပြီဒီဘဲရင်ဆိုတာကဟိုခင်ဗျားတို့လည်းသိမှာပါအကြံဖက်ပြီးရဲ့ဒီဆုံးမိုးနေရနေမီလို့တော့ပြောလို့ရတယ်အဲ့လိုနေမီမျိုးမှာဟိုကျွန်တော်တို့အစိုးရဝန်ထမ်းတွေဆရာဆရာမတွေစာနားရောက်ပြီးတော့သင်္ကန်းနိုင်ခြင်းမရှိကျောင်းသားကျောင်းသူတွေလည်းစာသင်ကြားနိုင်ခြင်းမရှိဘူးတကယ်တော့ဒီသူတို့အမှုရှိကနေတော့ခေါ်ရဖွင့်လိုက်တဲ့အကြောင်းတွေတရှိနေရှိမှာဆိုတော့အဲ့ဒီခက်တွေတိဆုံးမိုးကတက်မလို့လည်းဘာမှလည်းမစားဘူးဒါတက်တက်မဲ့တက်မလို့ပုံမှာဟိုပုံရိပ်ဖြတ်ခြင်းလို့ ထုံးစံနိုင်ပါတို့လုံနေကြတဲ့အတိုင်းပေါ့တက်မတော်ပေါ်မှာပြည်သူလူထုအမြင်မကြည့်အောင်ဟာလာပြည်သူတွေတက်မတော်ပေါ်မှာအမုန်းတရားတွေပွားများအောင်ဒီလိုပဲလှုပ်ကြံပြီးတော့တိုက်ခိုက်တဲ့ရေးသားချက်တွေပဲဖြစ်တယ်ဆိုတာကိုဒီနေ့သိစေချင်ပါတယ်ကျတော့ဒီနေ့အောင်မြင်မှုတွေကတော့တော်တော်များများရတယ်။ဒီကံကောမျိုးပေါ့နော်ကျွန်တော်မိုးမလင်းငင်ကလေးမှကြားရတယ်တတိယပေါ့။ကံကောဘက်မှာကျွန်တော်တို့အောင်မြင်မှုရတယ်။အဲကံကောကြောမုံရလမ်းပေါ်မှာရှိတဲ့လေမရွာမှာခိတ်ဖွင့်ပြီးတော့ဟိုဗီဒီယိုတရားနေပြီးတော့ပေါ့နော်ဒီကံကောမျိုးအတွင်းကိုကောင်းစီတွေဝင်ရောက်မလာဖို့ဆိုပြီးတော့ပိတ်ဆို့ပြီးတော့အဲခိတ်ဖွင့်ထားရတယ်ပေါ့။ အဲ့မှာကျမတို့ဒီဂန်ကောတက်နေရလေကြင်ညာထားတယ်မင်းတို့ဂန်ကောမျိုးနဲ့ငါးမိုင်ပတ်လေကိုမလာခဲနဲ့လာရင်တော့အရှင်တော့မထွက်ရဘူးအတိတ်တော့ပဲရမယ်ဆိုပြီးတော့အဲ့ဂန်ကောတက်နေရအကိုရီကလည်းကြင်ညာထားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့မှာသူကဂန်ကောမျိုးအထက်လေမရွာမှာဂိတ်လာခွင့်တယ်ဂိတ်လာခွင့်ရချိန်မှာအမှတက်မတော်နေမြင်တဲ့တရင်နေတော့ပြီးတော့ရှင်းနေတဲ့အခါမှာအဲ့သူတို့တင်တဲ့တရင်အရာပေါ့နော်သူတို့တင်တဲ့တင်းရဆက်တရအတေ၈ရက်အရှင်ဆိုပြီးတော့သူတို့တင်ထားတယ်။ကျွန်တော်တို့ဘက်ကတော့ဒါတရင်တော့မထုတ်ပြန်ကြသေးဘူး။အဲအဲ့လိုမျိုးလေးတော့တွေ့ရတယ်ဆိုတော့အဲ့ဒီနေ့မှာဒီကနေ့မနက်မှာကျွန်တော်တို့ဒါ အဲ့ဒီခံကောင်းကနေပြီးတော့ရတဲ့အောင်မြင်မှုလက်နက်တွေပေါ့လက်နက်ခဲရန်တွေကျွန်တော် Telegram Channel မှာတင်ထားပါတယ်အဲကျွန်မရဲ့ TikTok account ကတော့ဒီကနေ့ပြတ်သွားပြီပေါ့နော်ပြတ်သွားပြီအဲ့တော့ကိုစောဖွင့် account ကနေပြီးတော့ဒါလာပြီးတော့အကူညီတောင်းပြီးတော့ live တင်ပြီးတော့ဒီသတင်းစကားလေးကိုသိစေချင်တာပေါ့နော်ဆိုတော့သူများတွေတက်မတော်ပုံမှာဟာအမုန်းတရားတွေပွားများအောင်လို့ပြောနေတဲ့စကားတွေနားမရအောင်မင်းတကယ်အဖြစ်မှန်အောင်မိမိရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ပဲစဉ်းစားစေချင်တာပါဘာလို့ပြောတာမှမယုံပါနဲ့ကျွန်မပြောရလဲယုံချင်ယုံမယုံချင်လေမယုံလို့လည်းရတယ်ဒါပေမဲ့မိမိရဲ့အသိဉာဏ်နဲ့မိမိတစ်ချက်စဉ်းစားပါ က်လက်တယ်ဆိုတာဖြစ်နိုင်ပါလားနောက်တစ်ခုကကျတော့အဲ့လိုမျိုးဒီပဲရေးဆိုတာကအချက်အပြည့်တွေအစိုးမိုးတဲ့နေမျိုးမှာတက်မလို့ကနေပြီးတော့ပြီးတော့ဒီနေ့လဲဒါလေးချောင်းတက်ခဲမှုဒီလုံးဝမရှိခဲ့ဘူးဆိုတာကိုလည်းသိရတယ်မဟုတ်ဘူးဆိုရင်တော့မှကွာဟိုခင်ဗျားတို့အမြဲတည်နေပါတယ်ဝေဟင်တို့ဘာတို့ဟာလားမက်ဒီလာရှန်နဲ့လေးစိတ်ကနေလင်းရင်ဘန်းနိုင်တက်သွားပါပြီအနောက်မြောက်ရက်တို့ဦးတီတက်သွားပါပြီအဲ့ဒီလိုမျိုးတင်နေတဲ့သတင်းချန်နယ်တမားတွေကိုလည်းခင်ဗျားတို့ကိုယ့်ဘက်ကိုတွားကြည့်ကြည့်ပါ ဒီနေ့ဒီဘက်ရင်ဘက်ကိုသွားတဲ့လေရင်ရှိလားလို့တင်ထားတဲ့ post ရှိလားလို့ကိုပါကိုတော့ကြည့်ကြည့်ကျွန်တော်တို့ပြောတာမယုံဘူးဆိုရင်တော့မှခင်ဗျားတို့ကိုကြည့်နေတဲ့ channel ဒီကိုပါကိုသွားပြီးတော့ကြည့်ကြည့်နော်အဲ့ဒီကျွန်တော်တင်နေတဲ့ channel တွေမှာလည်းဒီဝေဟင်နဲ့ပတ်သက်ပြီးတော့ဒီဘက်ရင်ဘက်ကိုဒီနေ့လေးချောင်းတက်တာတို့လေးချောင်းသွားတာတို့တင်ထားတဲ့ post ဒီအခုချိန်ထိမရှိဘူးနော်အဲ့တော့တေးကြဒီဘက်ရင်ကိုတက်မလို့ကနေပြီးတော့လေးချောင်းရှင်းနေလောက်ခဲ့တာလုံးဝမရှိဘူးဆိုတာကိုအတည်ပြုလို့ရတယ်ကျွန်တော်တို့ပြောတာမယုံဘူးဆိုရင်တော့မင်းကိုကိုယ်သွားကြည့်ကြဘာလို့ပြောတာမှမယုံနဲ့ကိုယ်အတိညာနဲ့ကိုယ်ပိုင်ညင်လေးဟာအောင်ပဲကိုယ့်ဟာကိုယ်ယုံကိုယ့်ဟာကိုယ်ကိုယ့်အတိညာနဲ့ပဲစဉ်းစားဘသူကလာပြီးမှိုင်းတက်တာကိုမှမယုံချင်နဲ့ ွားတို့အားလုံးနေ့စဉ်အဲတရင်းနေစားနေကြတာပဲအဲ့မှာအသိဉာဏ်ကြီးကျွန်တော်တို့ဖွင့်ပြနေရပဲကိုယ့်ရဲ့အသိဉာဏ်ပဲရှင်းလာစို့ပြဆိုတော့ကျွန်တော်တို့ကတော့ဒီလိုမျိုးတစ်ချက်ပါနော်ကျွန်တော်တို့ရဲ့ကိုယ်တော်ဆုံးမတစ်ခါတော့တာအဲနမခတိုင်းမူလေးရဲ့ပြကြားချက်အရာကျွန်တော်ဒီမှာအလိုလေးရောက်နေရရောက်နေခါမှာကျွန်တော်တို့ရောက်တဲ့နေရာဆက်ပြီးတော့ပေါ့နော်ဒီမုံရမျိုးရဲ့အခြေအနေကိုကျွန်တော်လှည့်လည်လေ့လာတယ်အပြီးတဲ့ခါမှာဒီကနေ့ဆိုလို့ရှိရင်မုံရအလွန်အထက်ကနှစ်ချောင်းရောက်ခဲ့ရောက်ခဲ့တဲ့ခါမှာဒီမန်းလေးငလေးညင်းချောင်းမလို့ပေါ့အဖြေတော်ရီဆုံးရှုံးသွားတဲ့ကလေးတွေစောင်းမိုးဝဲပြန်ဖြေဖို့ရအတွက်ကိုဒါနိုင်ငံတော်နဲ့ င်ရိုင်းဝန်ကြီးဌာနကနေပြီးတော့ဟိုပံ့ပိုးကူညီထောက်ပံ့နေမှုတွေကိုကျွန်တော်တို့တွားရောက်လေ့လာခဲ့တယ်။ကျွန်မရောက်တဲ့မြို့တိုင်းမြို့တိုင်းပေါ့နော်ဒီကာလအတွင်းခီးသွားတဲ့အခါမှာကျွန်မရောက်တဲ့မြို့တိုင်းမြို့တိုင်းအစားတွေရောက်နေကျွန်မရောက်ဖြစ်တယ်။ကြောက်စရတဲ့ကျွန်မရောက်တယ်။နောက်ပြီးတော့အိုက်ကက်မွန်ရဲ့ခလေးတွေကိုတွားတွေ့ရတွားတွေ့ပြီးတို့တို့အားပေးစကားပြီးဟောတယ်။အပြင်အေးဘူးတွေဝေးခဲ့တယ်အဒီကနေ့လည်းအကိုနှစ်ယောက်ကတော့မုံဘိုးတွေခလေးတွေကိုပေးခဲ့ကြတယ်အပြောက်ကိုမှားတော့မဟုတ်ကျမတို့အေးဘူးလေးတွေလုခဲ့တယ်ပြီးတော့အမှဗော်လန်တီယာလုပ်နေတဲ့ဆရာဆရာမတွေကိုလည်း တက်နိုင်တာလေးတွေကျွန်တော်တို့ခုံပြီးခဲ့တယ်ထောက်ပံ့ပြီးခဲ့တယ်အဲဆိုတော့ဒီကနေ့ကလေးတွေကိုပြောခဲ့တဲ့စကားလေးတခုခုဒီနေရာမှာနေပြောကြပြီးတော့အဲကျွန်မနှုတ်ဆက်ချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီစကားလေးကို grade တွေဆောင်ဝတ်ပြခင်မဲ့ကလေးတွေကိုပြန်ပြီးတော့ lesson ကမ်းပေးပါလို့လည်းမြစ်တာရက်ခံပါတယ်အဲကျွန်မတို့ဘဝအိမ်မှာပေါ့နော်အခွင့်အရေးတွေဆိုတော့အဲဒီနေ့တစ်ခါစီပဲရရမရပါတယ်အခွင့်ရေးနှစ်ခါရတယ်အခွင့်ရေးနှစ်ကြိမ်ရတယ်တူညီတဲ့အခွင့်ရေးတစ်ခုနှစ်ခါရတယ်နှစ်ကြိမ်ရတယ်ဆိုတာကတော်တော်လေးဟိုတန်ကောင်းတဲ့သူတွေပဲရကြတာဖြစ်ပါလေဒါကြောင့်မလို့အခု ဒီမောင်လေးတွေညီမလေးတွေကဒါအဖြေလွားကြီးပေါ့နော်ငလင်းချောင်းမလို့ဒါအဖြေလွားကြီးဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆောင်းမွေးကိုပြန်ပြီးတော့ဖြေကြရမယ်အဖြေကြတဲ့အခါမှာလည်းနိုင်ငံတော်ကနေပြီးတော့ဒါစားဖို့တောက်ဖို့ပေါ့နော်မနက်စာနေ့လယ်စာညစာနောက်ပြီးတော့ night study ချိန်မှာဟိုတောက်ဖို့ကော်ဖီမုန်းကကစားအားလုံးစီစဉ်ပေးရပြီးတော့တောက်တောက်ဖို့ရေးချိုးဖို့ရေးပြီးရင်ကျမလေးဆောင်းရှောင်းမှုတွေနောင်ရုံးကြီးဆောင်းရှောင်းမှုတွေပြီးရင်စားပြန်တင်တဲ့အခါမှာလည်း revision တွေကိုအဲတကယ်တက်တူကပေါင်းခွင့်ခိုက်ကြီးကိုတိုင်းလုံးဝ short တူတော့ပေါ့ teacher လေးကိုပြန်ပြီးတော့ revision class တွေဖွင့်ပြီးတော့တင်ကြားပေးနေတာဖြစ်တယ်ဒါကြောင့်မလို့ဆောင်းမွေးဖြေဖို့အတွက်ကို ိုဘယ်လိုပြောမလဲခလေးတွေမှာအခက်အခဲမရှိပါဘောနော်ဟိုဖြေချားနိုင်တယ်အိတ်ဖို့နေဖို့စားဖို့အကုန်လုံးဆက်ဆက်ရဘာမှပူပင်ပြာမရှိအောင်ကိုပဲစောင်းဝက်ပြဖြေရမှာဖြစ်ပါတယ်အဲကျွန်တော်တို့လေ့လာခဲ့တဲ့ကျောင်းနေကျောင်းနေတိုင်းနဲ့အဲ့ဒီပုံစံအဲ့တော့အိမ်မောင်လေးညီမလေးတို့ပြောချင်တာကဒီတစ်ခါရတဲ့အခွင့်အရေးကဒါဟိုဒီမောင်လေးညီမလေးတွေကသူများချက်အများကြီးထိုးရပြီးတော့ဘယ်သူမှမရနိုင်တဲ့အခွင့်အရေးတစ်ခုနှစ်ခါပြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခွင့်အရေးကိုလက်စုံလက်ကမ်းထားပြီးတော့ ဟလာရှေ့တစ်ခေါက်ကဖြေးကြခဲ့တဲ့ဆောင်ပွဲမှာကျွန်တော်တို့ရလက်ကောင်းကြီးထွက်ပေါ်ခဲ့သည်ဖြစ်စီเนาะမကောင်းတဲ့ရလက်တွေထွက်ပေါ်ခဲ့သည်ဖြစ်စီအခုတစ်ခေါက်မှာအဲ့ဒီအရင်တစ်ခေါက်ကထက်ပိုကောင်းတဲ့ရလက်တွေကိုလိုက်ဆိုင်နိုင်ကြပါစီလို့ဆိုရင်ကောင်းတိုင်းနဲ့အဲကျွန်မဒီကနေ့တော့နှုတ်ဆက်ပြရသည်ရှင်အကိုကြီးဆက်ပြီးတော့အွင့်မို့ရှိသေးလားကြိုးစရာလေးရှိသေးလားကိုကျော်ဆုံးလည်းဝင်ပြောမယ်။โอเคအကျွန်တော်ဘီကနေနေမယ်။အဲ့တော့ကိုကိုကျော်ဆုံးလည်းဝင်ပြောမယ်။တကယ်လို့လည်းအတူရှိတယ်။ဘယ်နှရှိလဲ။ဦးကြီးကကျေးဇူးတော်လို့ ဘယ်လောက်1838ဘောဆိုအားလုံးမင်္ဂလာပါအင်းကြီးရောက်သူအေးရောက်သူအေးအေးအေးရောက်သူသူကကျွန်တော်တက်ယူခလာတာမဟုတ်တော့သူတက်တက်တက်တာရတော့အားလုံးမင်္ဂလာပါဗျာကဲကျွန်တော်တို့အရင်လိုခြေထောက်တစ်ပြည့်တော့ပြန်ဟောပါဗျာခြေထောက်ဗျာကျွန်တော်မုံမာရောက်တယ်ဗျာကျွန်တော်မုံမာလာကြတယ်အပြင်ကျရင်ကျွန်တော်တို့ဟိုဟာနဲ့ပဲကုန်းနဲ့ပဲပြန်မယ်အခုတော့ကျွန်တော်တို့ဟာကြီးကားကားနဲ့ပြန်မယ်ကျွန်တော်တို့ဒါမုံရွာ6မုံရွာ6ဦးမြင်းမူပေါ့ဗျာအဲ့ဒါကျွန်တော်ဇကိုင်းဇကိုင်းကျွန်တော်မန္တလေးပြောင်းဝင်မယ် န်လေးပြောင်းမယ်ကျွန်တော်ကုန်းလမ်းမပြောင်းမယ်အဓိကကျွန်တော်သွားကြည့်ပြီးကျွန်တော်ကဒီဒီလမ်းမကြီးပေါ့ဒီလမ်းမကြီးမှာဒါပီရက်တွေဗန်နီယာတက်တယ်ပေါ့ဗန်နီယာတက်တယ်ကျွန်တော်လိုက်ကြည့်မှာဗျာပြီးရင်လမ်းမကြီးအခြေအနေပေါ့လမ်းမကြီးအခြေအနေတကယ်ကောင်းလားပေါ့လမ်းမကြီးကျွန်တော်ဗန်နီယာမှာဗန်နီယာမှာအထီးရဗန်နီယာမှာမထီးဘူးပေါ့ဗျာလမ်းမကြီးအခြေအနေပေါ့ဗျာကျွန်တော်ဒီလမ်းကိုလမ်းနဲ့ပတ်သက်ပြီးတော့မြင်ကွင်းတွေဘယ်လိုရှိလဲပေါ့ပီရက်ကြီးတွေဘယ်လိုရှိလဲပေါ့ကျွန်တော်ကြည့်မှာအဲ့တော့ပီရက်မင်းတို့လည်းငါ့အတွေ့မညာနဲ့ငါလည်းမင်းတို့အတွေ့မညာဘူးဆွဲရတယ်ဟောကုန်းလမ်းပြန်မယ်အားလုံးတွေ့နေမလို့တော့မညာနဲ့မင်းတို့တွေ့နေငါတို့လုံးဝမညာဘူးဒါကမင်းတို့လည်းငါတို့ကြားမှာပေးထားတယ်ပေးထားကြပဲဒါရှင်းတယ်မင်းတို့လည်းတောက်ကြတယ်ငါလည်းယောက်ကြတယ် ်ငါတို့ကပြည်သူလူထုကိုကာကွယ်နေတာငါတို့တက်တဲ့အတက်ပညာကာကွယ်နေတာမင်းတို့လူတမတို့ဟာကိုကောင်းတော့လာပုံရင်တက်တယ်ဆ ्याम တက်တယ်ကွာမင်းတို့ကောင်းလေကိုကိုကိုစာသင်ခဲ့တဲ့ဆ ्याम ကိုတက်တယ်ကိုကိုသင်ခန်းစီပေးတဲ့ဘုန်းကြီးကိုတက်တယ်အဲတေဝါလေးနေတဲ့သူအချင်းကိုမင်းတို့စောက်ရှောက်မလားမစောက်ရှောက်ပဲနဲ့မင်းတို့ကမလေးကျင်နေချောင်းဘုန်းကြီးပြောတာကြလူ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 လို့ကြတယ်ဒီလူလူဘာလို့ဘာလို့မရပါကြရဲ့ဖုန်းလိုင်းနေပြန်မယ်ဒီကောင်ပြောတဲ့နိုင်ငံကြောင်ပြန်မယ်ဘာလို့တွေ့လို့တော့မကြားလဲဟောတွေ့လို့တွေ့တော့မကြားဘူး ဲ့ဒါပဲမင်းတို့လည်းယောက်ျားငါလည်းယောက်ျားပဲเนาะအညာနဲ့တော့ငါတို့တော့မညာဘူးမင်းငါတို့တွေ့တော့မညာဘူးလိုက်ထဲမှာအကောင့်လုံးနဲ့ဆဲနေမဲ့သာလာခဲ့လိုက်ပါလို့ဟုတ်တယ်ဟုတ်တယ်ကဲကိုတော်မင်းလာလိုက်ပါ